တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ6ရက်ကနေ14ရက်နေ့အတောအတွင်းမှာမိကောင်းဆွေကောင်းထောက်ကူရမယ်ရှင်မန်းချက်တည်လက်တွေ့ကောင်ထဲပြောပြီးအောင်မြင်လိမ့်မယ်မေတ္တာရေးစမ်းပွက်မယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရလိမ့်မယ် အမျိုးသမီးမိတ်ဆွေကြီးကဲဒူးထံကနေကောင်းသောအချိုးအခွင့်အလမ်းကောင်းကိုရရှိခြင်းနဲ့အစဉ်ပြေခြင်းကံကြမ္မာကိုကြောင်းမယ်အခက်ခဲတွေကိုပြေလျောင်ဖြေရှင်းနိုင်လိမ့်မယ်ကျမ်းမာရေးအနေငယ်ခြူကြမယ်အနေရောမရှိဘူးသွားနာသွားကြိုက်ဖြစ်မယ်နောက်ခီးကိစ္စသွားနာမှုကိစ္စတွေမှာလည်းအစဉ်ပြေမှုအောင်မြင်မှုတွေနဲ့ကံမြမမှုတွေတွေကတော့တစင်ပြီးတစင်ဖြစ်ထွန်းသွားမယ် ဗီဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကို အသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုတိုင်ကိုကြလူတွေလာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစမ်းနေဖို့ application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းတင်ပြပါမယ်။ရှင်းရနေရတော့ကိုယ့်အတွက်အရာရာစင်ပြေသောကံကြမ္မာလွှမ်းမိုးရဲ။ အဲ9ရက်နေမှာခရီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်မယ်10ရက်နေမှာငွေစုလဲဝင်မယ်လက်ပွင့်မယ်စီးပွားကံလုပ်ငန်းကံတိုးတက်မယ်17ရက်နေကတော့ကစုံလာပြင်းနေဖြစ်နေတော့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေလုပ်ရင်စင်ပြေတယ်9ရက်ကံချမာမာတဲ့အဲ့ဒီမှာထူးခြားတဲ့ပြောင်းလဲလေးတွေရှိနေမယ်17ရက်နေမှာအလုံးစုံကံကောင်းခြင်းနဲ့တိုးတက်ခြင်းကံတွေရှိတယ် ချက်ချင်းဆုံးဖြတ်ပြီးရှေ့သို့လောက်တာတွေချိုးပြေးတယ်။ဆက်သောရက်နေ့မှာရံပတိဘက်ကတွေနဲ့ထိတဲ့ရင်ဆိုင်ပြီး အလိုဆန္ဒပြည့်စုံမှုနဲ့အောင်မြင်မှုကိုရရှိနိုင်တယ်။ဆက်လေးရက်နေ့မှာအသွားလာနေထိုင်ကြည့်ဆက်ရမယ်မတော်တဆထိခိုက်မှုနဲ့လေးတွေဖြစ်တတ်တယ်။မနေ့ခုနှစ်နိုင်ခွဲနဲ့ကိုးနိုင်ကြမှာအသွားလာကြည့်ဆက်ရမယ်။အရှိရကုန်တည်သွားစဉ် အနည်းဖြစ်တတ်တာလေးတွေကိုကယူဆက်ရမှာဖြစ်ပါတယ်။တပတ်တာကာလအတော်တွေမှာတနင်္လာနေ့သောကြာနေ့ငါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ဇာသပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နံပါတ်36ကိုကနန်းနေ့အကျိုးပေးတယ်။အပြာရောင်ပန်းရောင်နေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါ။ဒီကလအတွင်း ကစုံလာပြည့်နေ့မှာညောင်ရီသွန်းခြင်းနှင့်တကွအခြားသောကုသိုလ်ကောင်းမှုတွေကိုလုပ်ပြီးအလိုရှိရာဆန္ဒပြုပါထူးခြားစွာ ကောင်းခြင်းကံတွေရကြပါလိမ့်မယ်ယေရှုတည်ပါလေ